ချိန်ကစီးပွားရေးအချက်အချာကြတဲ့ဆုံးခလာခရိုင်ရှိ ဟဲ့ရိုင်းမျိုးဟာယခုခါမှာတော့တမန်တစ်ချောင်းအဆိုးဝါးဆုံးသဘာဝဘေးနဲ့ရင်ဆိုင်နေရပါတယ်ခင်ဗျာမြို့ရဲ့တချို့နေရာတွေမှာရေနက်ဟာ3မီတာမှ4မီတာအထိပေနဲ့ဆိုရင်73မီကျော်အထိရောက်ရှိနေပြီလို့ဂျိုဒူတပ်ဗိုလ်များကအတည်ပြုဖော်ပြနေပါတယ်ဒီဖြစ်ဆိုးရဲ့အဓိကအကြောင်းရင်းကတော့မြောက်ပိုင်းမှာရာသီကုန်နေချိန်မှာတောင်ပိုင်းကိုနောက်ကျပြီးပြင်းထန်ဝင်ရောက်လာတဲ့မုတ်တုံမိုးပါပဲရလက်အနေနဲ့ဟဲ့ရိုင်းမျိုးတစ်ခုတည်းမှာတယ်လူဦးရေတသိန်း5000ကျော်အထိထိခိုက်ခဲ့ပြီးအိမ်အောင်စု2500ကျော်ရေလွှမ်းမှုခံခဲ့ရပါတယ်အခြေခံအဆောက်အုံတွေဖြစ်တဲ့အကြောင်း 1948ခုနဲ့ဆေးရုံ၈ခုထိရေဝေးသင့်ခဲ့တာဟာဒီကဆုတ်ရဲ့ကြီးမားတဲ့တက်ရောက်မှုကိုပြသနေပါတယ်။လက်ရှိမှာတော့ဆုံခလာခရိုင်တစ်ခုလုံးကိုတဘာဝဘေးအန္တရာယ်ဆုံးဖြစ်ကြေညာထားပြီးအသက်ကယ်ဆယ်ရေးလုပ်ငန်းတွေကိုအရေးပေါ်ဆောင်ရွက်နေရပါတယ်။အသက်လူကယ်ဆယ်ရေးအတွက်ထိုင်းတော်ဝင်ရေးတပ်ရဲ့ကယ်ဆယ်ရေးသင်္ဘောများပါဝင်အကြီးစားကယ်ဆယ်ရေးစက္ကရာတွေဖြန့်ကျက်ထားရပါတယ်။မြေပြိုမှုအန္တရာယ်နဲ့ပင်လယ်ပြင်ခီးတွားလာမှုတာမြင့်ချက်တွေဟာဒီဒေသရဲ့အခြေအနေကိုအနည်းအောင်စစ်သတ်မှတ်ထားကြောင်းပြသနေရပဲဖြစ်ပါတယ်။ ဖန်ရိုင်းမျိုးဟာမျိုးလေကောင်မှရေပြန်ကြဖို့အတွက်ရက်ပေါင်းများစွာဆက်လက်ရုန်းကန်ရအောင်မှာပဲဖြစ်ပါတယ်။ဒီအချက်လက်အတိအကျတွေနဲ့အတူဒေတာကန်တွေအတွက်စိုးရင်ပူဝင်မှုကိုကျွန်တော်တို့တင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ။နောက်လာမယ့်ကျွန်တော်အစ်တွေသိရှိနိုင်မှုအတွက်ကျွန်တော်ရဲ့ကောင်းလေးတွေ follow လုပ်သွားပေးကြပါအောင်။ကျေးဇူးများတင်ပါတယ်ခင်ဗျာ။